။ EAR တိုင်းပသိမ်မြို့ရွှေမြင့်တင်ကျေးရွာအုပ်စုရှိအမှတ်6စစ်ခြေကနေချင်းအကြောင်းကမိသူစစ်မှုရပတ်စင်ကိုတင်းနှန်းစင်တွေကိုဧပြီလ9ရက်နေ့ကမကွေးနဲ့ရခိုင်ပြည်နယ်ရှိစစ်ကောင်စီတပ်တွေကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဩဂတ်လနောက်ဆုံးပတ်အတွင်းတင်းနှန်းဆင်းခဲ့တဲ့တီတုစစ်မှုရန်ပတ်စင်ကူကတင်းနှန်းသား120ကျော်ကိုအခုလိုဆေးလွတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရခိုင်စစ်တွေနဲ့မကွေးဘက်တွေကိုဆင့်ရလူလူပို့တာ ပထမပတ်စဉ်တွေတုန်းကရခိုင်ဘက်ကိုပို့တာတချို့ဆိုသတင်းတောင်မကြားရတော့ဘူးလို့စစ်ကောင်စီတပ်နဲ့နှိစက်တူတူက ARR Times ကိုပြောပါရယ်အခုစစ်ကောင်စီတပ်တွေထံကိုဆင်းလုခံရသူတွေကိုလက်နက်ပြေဆောင်တက်ဆင်ပေးတာမရှိဘဲလက်နက်ကင်ဆောင်သူစစ်သားအချို့ကစောင့်ကြည့်ကာကားသုံးစီးနဲ့ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရှိရပါရယ် ARR တိုင်းမှာကီတူစစ်မှုရန်တင်းနှံပတ်စဉ်ကိုမှ ပသိမ်မြို့နယ်ရွှေမြင့်တင်ကျေးရွာအုပ်စုရှိ အမတ်6စေချေကန်လေးချင်းဤတက်နဲ့အင်ကပူမြို့နယ်ကွင်းကောင်မြို့ရှိအမတ်9တက်မတော်တမ်းမြင့်လေးချင်းအကြောင်းတို့မှာအင်အား300ခန့်ကိုနှစ်နေရခွဲပြီးနှလုံးကြံတင်နန်းပေးခဲ့တယ်လို့စစ်ကောင်စီတက်နဲ့နှိစက်သူထံကသိရပါဗျာ။